်ခောက်ဖို့တော့ကိုဒီမှာကီးလေးထည့်မိထားတယ်အကုန်လုံးကထိုင်ကုန်နေအကုန်လုံးကမော်တာနဲ့ပဲမော်တာနဲ့ဖြစ်တာဖြစ်တဲ့အတွက်ဒီကနေပြီးတော့ကျွန်တော်ကီးပေးလိုက်ရုံနဲ့ဒီကောင်ကိုကျွန်တော်တို့ဘလောက်ပိုဇီရှင်ဒီခောက်ချင်တာလဲအပြည့်ခောက်ချင်တာလားတဝက်ပဲခောက်ချင်တာလားကိုအကုန်ကိုထိုးပေးလို့ရတယ်ဒီနောက်ဆုံးဟာတစ်ခုတွေ့တယ်မဟုတ်ဘူးအလဲဟာအတွက်ပါလုပ်ပေးတာ sound system ကိုဘာကိုသုံးပေးထားလဲဆိုတော့ sony ကိုသုံးပေးထားတယ်ကျွန်တော်ဒီမှာသဘောကျတာကပုံမှန်ဆိုလို့ရှိရင်ခုံသုံးနဲ့ဆိုလို့ရှိရင်နောက်ဆုံးခုံကိုနည်းနည်းလေး short လိုက်တာများတယ် ဒီမှာလုံးဝမလျှော့ထားဘူး quality ကိုလုံးဝကွက်တီထားရတယ်အရှိမသုံးထားတဲ့ leather quality အတိုင်းလဲအနောက်မှာသုံးထားတယ်အားလုံးပဲမင်္ဂလာပါဗျာအကျွန်တော်ကဒီခေါက်မှာပြောပြဖို့ရွေးချယ်ထားတဲ့ကားလေးကတော့ cherry ကိုရောက်နေရဆိုတော့ cherry ရဲ့ကားလေးတစ်စီးကြောင်းပြောပြမှာပေါ့နော်အဲ cherry ကတော့လက်ရှိမှာဆိုလို့ရှိရင်မြန်မာနိုင်ငံကို cherry ရဲ့ကားတွေကရောက်ရှိလာပြီ cherry fh တို့ cherry e21 တို့ကမြန်မာနိုင်ငံကိုရောက်ရှိနေပြီဖြစ်တယ်အဲ့တော့ကျွန်တော်ဒီခေါက်မှာဆိုလို့ရှိရင်ကျွန်တော်ပြောပြဖို့ရွေးချယ်ထားတဲ့ကားလေးက cherry ရဲ့ တိုက်ကိုဆိုတဲ့ကားလေးကြောင်းပေါ့နော်တိုက်ကိုမှာဆိုလို့ရှိရင်တော့ brake က2မျိုးရှိတယ်တိုက်ကို9ရယ်ဟိုမှာမြင်နေရတိုက်ကို crocker ဆိုပြီးတော့2မျိုးရှိတယ်ဟိုဘက်တိုက်ကို croc ကကြတော့သူက HEV ဖြစ်ပြီးတော့ကျွန်တော်အခုပြောပြပေးမယ့်ကားလေးကတော့တိုက်ကို9ကကြတော့ PHEV ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကားလေးကြောင်းစအောင် အဒီကားလေးရဲ့အရှိပိုင်းဒီဇိုင်းကိုကြည့်မယ်ဆိုလို့ရှင်တော့ဘာနဲ့သွားတူလဲဆိုတော့ Toyota ရဲ့ Cross နဲ့ဒီဇိုင်းကိုတော်တော်လေးစင်တူတာကိုတွေ့ရတယ်။ဥမာမီးသီးသွားထားတဲ့ဒီဇိုင်းမျိုးတွေအရှိ Grey ဒီဇိုင်းမျိုးတွေက ဆင်တူတာကိုတော်လေးတွေ့ရတယ်ဒီကောင်ကတော့ပို့ပြီးတော့အကောင်လေးနည်းနည်းလေးပို့ကြီးသွားတယ်ဒီပိုင်းအရှိပိုင်းဒီဇိုင်းကိုပြောပါဆိုလို့ရှိရင်သူဒီမှာကထင်ထင်ရှားရှားမြင်ရမှာသူရဲ့အရှိ great design ကတော့လုံးဝထင်ထင်ရှားရှားမြင်ရမယ်အလယ်မှာမှသူက cherry logo ကြီးကိုအကြီးကြီးထည့်ထားတယ်အဲဒီဘက်ဘေးမှာဆိုလို့ရှိရင်သူရဲ့ projector light ပေါ့နော် projector light ဆိုလို့ရှိရင်အတွင်းထဲမှာ projector light နှလုံးထားထားပြီးတော့မှအပြင်ကနေ data runner light ကိုသွားထားတဲ့ style မျိုးလေးအရှိပိုင်းမှာနောက်ထပ်အားမရတာပြောပါဆိုလို့ရှိရင်သူကအရှိဆန်တာဘာမှပါမလားအောင် အဲ့ဒါလေးကတော့အားမရဘူးပြီးတော့ SUV ဖြစ်တာဖြစ်တဲ့အတွက်သူ့ရဲ့အောက်က ground clearance ကတော့လုံးဝအမြင့်ကြီးပဲအဲ့ဒါလေးကတော့မဆိုးဘူးပေါ့နော်အဲ့တော့သူ့ရဲ့ဒီမှာဆိုလို့ရှိရင်လည်းအလူကိုရဲ့အောက်လေးမှာအရှိကင်မရာလေးကိုထည့်ပေးထားတယ်အရှိပိုင်း design အနေနဲ့ပြောပါဆိုလို့ရှိရင်ဒီကားကတော်တော်လေးကြောကြောရွရွရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘေးဘက်ကြည့်အောင်ဘေးဘက်မှာဆိုလို့ရှိရင်သူ့ရဲ့အလွိုင်းပေါ့နော်စပြောရမယ်ဆိုလို့ရှိရင်သူ့ရဲ့အလွိုင်းအလွိုင်းဆိုလို့ရှိရင်သူ့ရဲ့ ring side က20ကိုသုံးပေးထားတယ် မမမှာဆိုလို့ရှိရင်360 camera ကြီးပါလာမယ်ကျွန်တော်အချက်ပြမီးတွေပါမယ် blind spot detector ကြီးပါလာမယ်ပါသင်းပါထိုက်တဲ့ function တွေအကုန်ပါမယ်တကားလက်ကင်ဆိုလို့ရှိရင်လည်း तू က flash low handle ဖြစ်သွားပြီတကားလက်ကင်အပြောင်းဖွင့်လာတော့မှသာကျွန်တော်ထွက်လာတဲ့သဘောမျိုးလေးမှာရှိတယ်ဒီဘက်မှာဆိုလို့ရှိရင် तू က charging ပေါ့ပေါ့နော်ဒီကောင်ကကျတော့ plug-in hybrid EV ဖြစ်တာဖြစ်တဲ့အတွက်ဒီဘက်မှာ charging ပေါ့ရှိမယ်ဟိုဘက်မှာတော့စီပေါ့ရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်ဖက်ကာကိုစပြုတ်ကြည့်အောင်အနောက်ပိုင်းကိုရောက်တဲ့အခါမှာသူ့ရဲ့အနောက်ပိုင်း design က မိုက်တယ်ကြော်ကြော်ရွရရှိရဆိုတဲ့ file ကိုခန့်စားရတယ်အနောက်ဘက်မီးတန်းဆိုလို့ရှိရင်လည်းမီးတန်းအပြစ် design ဖြစ်သွားပြီအောက်မှာမှမီးကိုအနောက်ထပ်ပတ်တန်နဲ့ပြန်သွားထားတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့ဒီမှာမှသူ့ရဲ့ခေါင်ရဲ့အနောက်မှာ spoiler ထုတ်လာပြီးတော့မှ spoiler ရဲ့အလဲမှာ brake wheel လေးထည့်ထားပေးတယ် SUV ရဲ့ထုံးစံတိုင်း rain relay နှစ်ချောင်းပြေးထားပေးတာတွေ့တယ်အနောက်ဘက်မှာတော့အနောက်ဘက်ဆန်စာက6လုံးထည့်ပေးထားတယ် အရှိတ်ဘက်မှာစန်းစာလုံးဝမပါဘဲနဲ့အနောက်ဘက်မှာတော့စန်းစာထည့်ပြီးထားရလေးကတော့နည်းနည်းလေးတော့ဘယ်လိုပြောရမလဲထူးဆန်းတယ်လို့ပြောရမှာပေါ့နော်အနောက်ဘက်မှာဆိုလို့ရှိရင်လည်း back camera ပါလာပြီဒီမှာဆိုလို့ရှိရင်သူက DM ပေါ့နော် DM ကသဘောတရားကကြတော့ PHEV တွေဆိုတဲ့သဘောတရားနဲ့သူကဒီမှာထည့်ပြီးထားတာကိုတွေ့ရတယ်ဒီဘက်မှာဆိုလို့ရှိရင်သူ့ရဲ့ model ပေါ့နော် Tiggo 9ပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော်အတွင်းနဲ့ကောက်စုကိုကြည့်ရအောင်နောက်ဖုံး motor လေးနဲ့သူကခုံ၃နှက်ဖြစ်သွားတာဖြစ်တဲ့အတွက် ျွန်တော်အနောက်ပိုင်းကာကို space ကိုကျင်းနေဆိုတဲ့ feeling ကိုခံစားရလိမ့်မယ်ဒါတွေကတော့ခုံသုံးတန်းကားတွေရဲ့ထုံးစံအတိုင်းပေါ့နော်တကယ်လို့ကျွန်တော်တို့နောက်ဖက်ကာကို space ကိုကြေကြေဝန်းလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီခုံကိုခောက်မယ်ဆိုလို့ရှိရင်တော့နောက်ဖက်ကာကို space ကတော့ကြေကြေဝန်းဖြစ်သွားမယ်ဒီရောက်မှဆိုလို့ရှိရင်လည်း2 kick plus slot လေးထည့်ပြီးထားတယ်နောက်ထပ် minor တစ်ချက်ပြောပြမယ်အဲ့ဒါကဘာလဲဆိုတော့ဒီဘက်မှာကျွန်တော်တို့ဒီပေါ့နော်ဒီထိုင်ကုန်တွေရဲ့ control တွေပါတယ်အဲ့ထိုင်ကုန် control မှာ तू ကဒီမှာ second အတွက်လား third အတွက်လားဆိုပြီးတော့ तू နှစ်ပိုင်းခွဲတာ second အတွက်ဆိုလို့ရှိရင်အလေရဟာ threat threat ဆိုလို့ရှိရင်တော့ဒီအနောက်ကဟာအဲ့ဒါကိုဘာလို့လုပ်ရလဲဆိုတော့ဒီကောင်တွေအကုန်လုံးကိုခုတ်ခေါက်ဖို့အတွက်ကိုဒီမှာ key လေးထည့်မိထားတယ်အကုန်လုံးကထိုင်ကုန်တွေအကုန်လုံးကမော်တာနဲ့ပဲမော်တာနဲ့ဖြစ်တာဖြစ်တဲ့အတွက်ဒီကနေပြီးတော့ကျွန်တော် key ပေးလိုက်ရုံနဲ့ဒီကောင်ကိုကျွန်တော်တို့ဘယ်လောက် position ဒီခောက်ချင်တာလဲအပြည့်ခောက်ချင်တာလားတဝက်ပဲခောက်ချင်တာလားပေါ့အကုန်ကိုထိုးပေးလို့ရတယ်ဒီနောက်ဆုံးဟာတစ်ခုတွေ့တယ်မဟုတ်ဘူးအလဲဟာအတွက်ပါလုပ်ပေးထားတယ်အဲ့ဒါလေးကတော့မဆိုးဘူးအဲ့တော့ကျွန်တော်အထည့်သွားကြည့်ရအောင်ကျွန်တော်အတွင်းထဲရောက်ပြီပေါ့နော်အတွင်းထဲရောက်တဲ့အခါမှာ ပထမအဆုံးပြောပါဆိုလို့ရှင်ဒီကောင်ကတော်တော်လေးဘယ်လိုပြောမလဲ premium look ဖြစ်တဲ့အထဲမှာပါတယ်ကြည့်လိုက်တာနဲ့ဟို ဒီကားကခန်းခန်းနန်းနားရှိတယ်ဆိုတော့ bike ကိုခံစားရတဲ့အနေအထားမျိုးလေးရှိတယ်။သုံးထားတဲ့ color combination လေးသုံးထားတဲ့ material လေးတွေကသူ့ဘာသူဟို class တစ်ခုရှိတယ်ဆိုတော့ feeling ကိုလုံးဝအပြည့်အဝခံစားရတယ်။အဲ့ဒါလေးတော့မစိုးဘူး။ပြီးလို့ရှိရင် design ပိုင်းပေါ့နော် design ပိုင်းဆိုလို့ရှိရင် तू dashboard ပေါ်မှာဆိုလို့ရှိရင် तू အပေါ်မှာ leather တခြားလေးအုပ်ပေးထားတာလေးကမစိုးဘူး။အလဲမှာ center speaker ဆိုလို့ရှိရင်လည်းအကြီးထည့်ပေးထားတယ်။နောက်ပြီးရင်သူ့ရဲ့ digital cluster ပေါ့နော် digital cluster ဆိုလို့ရှိရင်လည်းကျွန်တော်ကြိုက်တဲ့ design မျိုးလေးပြီးရင် infotainment screen ပေါ့နော်လက်ရှိမှာဒီကားက ဒီ show မှာပြတဲ့ကားဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော် infotainment ကိုကျွန်တော်တို့က ပိတ်ထားတယ်ပိတ်ထားအဖြစ်အတွက်သူ့ရဲ့အတွင်းထဲက function တွေကိုတော့ကျွန်တော်အသေးစိတ်လေ့လာလို့ရမှာမဟုတ်ဘူးကျွန်တော်တို့အပြင်မှာပေါ့နော်မြင်ရတဲ့ပုံစံလေးကိုပဲကျွန်တော်ပြောပြလို့ရမှာပေါ့နော်အဲဒီမှာဆိုလို့ရှိရင်သူက hand gear ဖြစ်သွားပြီပြီးလို့ရှိရင်သူ့ရဲ့ CRI design လေးက mic တယ် CRI design ဆိုလို့ရှိရင်လည်းအဝိုင်းမကျလေးတောင်းမကျ style လေးမှာမှာအဲသူက control တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီဒီ digital instrument panel အနေနဲ့လုပ်ပေးထား style မျိုးလေးရှိတယ်ဒီဘက်မှာ media control ဒီဘက်မှာကကျွန်တော် crew control ပေါ့နော် crew control မှာ adaptive crew control ဖြစ်သွားပြီအလဲမှာသူ့ရဲ့ cherry logo လေးပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်သူကဘာပါမလဲဆိုတော့ဒီမှာ wireless charger ပါမယ်ဒီဘက်ကတော့ wireless charger မဟုတ်သူက ဖုန်းတင်တဲ့ salon တစ်ခုပဲမဲ့ဝါလက်ချာချာကိုသူကတစ်ခုပဲပေးထားတယ်ဒီမှာဆိုလို့ရှိရင် driving မှုချိန်မှုအတွက်ကို rotation လေးနဲ့တစ်ခုထည့်ပေးထားတယ်အဲ့ဒီရဲ့အောက်ပါမှာအချက်ပြမီတွေပါမယ် AC အဖွင့်ပိတ်တွေပါမယ် airflow control တွေအကုန်လုံးကိုဒီမှာထည့်ပေးထားတယ်အဲ့ဒီရဲ့အောက်ဆုံးပါမှာကျွန်တော်တို့က EV နဲ့ PHEV ချိန်မှုအတွက်ကိုခလုတ်လေးနှစ်ခုထည့်ပေးထားတယ်ပေါ့နော်အဲဒီဘက်မှာ cap holder လေးပါမယ်ပြီးလို့ရှိရင်လက်တင်ခုံရဲ့အတွင်းထဲမှာသူကဘာဖြစ်သွားလဲဆိုတော့ cool box တော့ဖြစ်သွားပြီကျွန်တော်တို့အဲ cool box အနေနဲ့လည်းတုံးလို့ရတယ်မလို့ချင်ဘူးဆိုလို့ရှိရင်ကျွန်တော် airflow ပိတ်လို့အတွက်လည်းဒီကောင် rotation လေးနဲ့ ထည့်ပြထားလေးရှိတယ်။သူ့မှာကျွန်တော်အားရတာပြောပါဆိုလို့ရှိရင်ဒီထိုင်ကုန်နေပဲထိုင်ကုန်တွေကတော်တော်လေးအားရဖို့ကောင်းတယ်။သုံးထားတဲ့ leather quality တွေကတော်တော်လေး comfortable ဖြစ်တယ်ဆိုတော့ bike ကိုခံစားရတယ်။ leathery ဖြစ်တယ်ဆိုတော့ bike ကိုခံစားရတယ်။ပြီးရင်ထိုင်ကုန်တွေအကုန်လုံးက စီမော်တာလေစီမော်တာမှာ तू ကလုံးဝစီမော်တာအပြည့်လေဒီမှာစီမော်တာကွန်ထရိုးကိုဒီမှာ तू ကတကားရဲ့ဘေးမှာထည့်ပေးထားပြီးတော့လိုသလို adjust လုပ်လို့ရတယ်ဒီမှာဆိုလို့ရှိရင် lock တွေပါမယ်ဒီအောက်မှာဆိုတော့မှန်တင်မှန်ချတဲ့အမှန် lock တွေပါမယ်ဒီမှာ air flow အတွက်ကိုအပေါက်လေးထည့်ပေးထားတယ်ဒီတကားရဲ့ဖွဲ့စည်းတိစောက်ပုံဆိုလို့ရှိရင်လည်းကြည့်လိုက်တာနဲ့ကို premium ဆန်မဲတော်တော်လေးတည်တာလေကျွန်တော်လေသာသုံးထားတဲ့ဟာလေးတွေဒီနားမှာလေသာသုံးထားတဲ့ဟာလေးတွေဒီမှာ design ပြန်ပေါ်ပေးထားတာလေးတွေဒီအောက်မှာကဒီပေါ့နော် half plastic နဲ့ style ပေါ်ပေးထားတာမျိုးလေးတွေကတော်တော်လေးမိုက်တယ်ဒီမှာဆိုလို့ရှိရင် glow box ပေါ့နော်အဲ glow box ကတော့ ော့သူကလည်းသူအနေထားလေးတစ်ခုရှိတယ်။ glow box လေးကသူကဖွင့်လိုက်တယ်ဆိုလို့ရှိရင်သူကဟုန်နိုင်ချစရာမလို့သူကသူ့မှာအမ် ကျွန်တော်တို့ဆွဲချလဲအတင်းဆွဲချလဲသူကအတင်းမကြောက်ပါဘူးသူကထိန်ထားပြီးတော့မှသူ့ style လေးနဲ့သူသွားတဲ့ပုံစံမျိုးလေးကိုလုပ်ပေးထားတယ်ပြီးလို့ရှိရင်နောက်ထပ်မိုက်တာကသူကကပြောထိုင်ကုန်တွေကလေကျွန်တော်ဒီ driver seat passenger seat နေမဟုတ်ဘူးကျွန်တော်အလဲထိုင်ကုန်ကိုဟိုးနောက်ဆုံးခုံသုံးတန်းပေါ့နော်သူကခုံသုံးတန်းကားဖြစ်တာဟုတ်ဟိုးနောက်ဆုံးကထိုင်ကုန်တွေရောအစားထိုင်ကုန် quality ရောထိုင်ကုန် motor ပါတာတွေကအကုန်လုံးကတထည်ရတယ်ပဲ infotainment ကိုကျွန်တော်ကြီးလို့မရတာဖြစ်တဲ့အတွက်ဒီထိုင်ကုန်မှာ seat heater တို့ seat cooler တို့ စီမဆတ်တူပါလားဆိုတော့လက်ရှိမှာတော့ကြည့်လို့တော့မရသေးဘူးပေါ့နော်အဒီပေါ်မှာဆိုလို့ရှိရင်ကျွန်တော်ကသူကပန်နိုရာမစ်ဆန်ရူဖြစ်သွားပြီဆန်ရူကဆန်ရှိတ်ကနှစ်ခုလုံးပါလာဖြစ်တဲ့အတွက်ဆန်ရူဆန်စိတ်အပွင့်ပိတ်ကိုဒီမှာ control လေးထည့်ပေးထားတယ်အဲဒီမှာစာကြည့်မီလီတွေပါမယ်ပေါ့နော်ဒီအရှိပိုင်းဒီဇိုင်းကိုခြုံပြီးပြောပါဆိုလို့ရှိရင်မိုက်တယ်ကြည့်ရတာက laser sun နဲ့နောက်ထပ်ဒီမှာအားရဖို့ကောင်းတဲ့အချက်ကဘာလဲဆိုတော့သူ့ရဲ့ sound system sound system ကိုဘာလို့သုံးမထားလဲဆိုတော့ Sony ကိုသုံးမထားတယ်အဲ့ဒါလေးကတကယ်အားရဖို့ကောင်းတယ်အဲ့တော့ကျွန်တော်အနောက်ဘက်သွားကြည့်ရအောင် Thank you. ကျွန်တော် နောက်ဖက်ရောက်ပြီပေါ့နော်နောက်ဖက်ရောက်တဲ့အခါမှာလေဒီကားလေးကမစိုးဘူးဗျာ Lexury ဆိုတဲ့ bike ကိုအပြည့်ခံစားရတယ်ပြီးလို့ရှိရင်သူ့ရဲ့ Lerone နဲ့ Heron နဲ့ဆိုရလဲသူက SUV ဖြစ်တာဖြစ်တဲ့အတွက် Lerone နဲ့ Heron ကသူကသူလောလောလောက်ရှိတယ် round icon ဖြစ်တယ်အောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ charging port ပေါ့နော် charging port ဆိုလို့ရှိရင် USB port ပါမယ် type C port လေးပါမယ်ပြီးရင်သူ့မှာကျွန်တော်ကြိုက်တာဘာလဲဆိုတော့ဒီနောက်မှာဆိုလို့ရှိရင်ဘာပါလဲဆိုတော့သူကဒီ tie gun ကိုကျွန်တော်တို့ဒီပေါ့နော် ဒီကောင်လေးအကုန်လုံးကစီမော်တာပါတာဖြစ်တဲ့အတွက်ထိုင်ကုန်မော်တာတွေအကုန်လုံး adjust လုပ်လို့ရတယ်ပေါ့နော်ထိုင်ကုန်ကိုကျွန်တော်တို့ဘယ်လို adjust လုပ်ချင်တာလဲပေါ့နော် adjust လုပ်ချင်တဲ့ပုံစံကိုဒီမှာသူက control အနေနဲ့ထည့်ပေးထားတယ်အဲ့ဒီရဲ့ရှေ့မှာမှာ mapping မှန်ချောက်သူကထည့်ပေးထားတယ် ဒီအနောက်ဖက်ရဲ့တကားဖွဲ့စည်းတိစောက်ပုံဆိုလို့ရှိရင်လည်းအရှိရနဲ့ကွက်တိပဲဒါပေမဲ့မတူတာပါလဲဆိုတော့ဒီမှာကသူကစပီကာအသေးလေးထည့်ပေးထားတယ်အရှိမကကြောင့်ဒီနေရာမှာပါထည့်ထားလဲဆိုတော့ကျွန်တော်စီမော်တာတွေအတွက်ကိုအဂျက်ဆေးပဲအတွက်ကိုစီမော်တာအဂျက်ဆေးပဲအတွက်ကိုဒီမှာထည့်ပေးထားတယ်အဲ့ဒါလေးကလွယ်ရင်ကျန်တဲ့တကားရဲ့ဖွဲ့စည်းတိစောက်ပုံအကုန်လုံးကလည်းအကုန်တူတူပဲဒီ Emirates ဒီမှာဆိုလို့ရှိရင်ကျွန်တော်အလဲလူမထားဘူးဆိုလို့ရှိရင် Emirates ပါမယ် Emirates ရဲ့အတွင်းထဲမှာဆိုလို့ရှိရင်အမ် ကပ်ဖိုရာကဒီမှာအပြောက်စတိုင်ကျွန်တော်လိုမှာကျွန်တော်ထုတ်လိုက်တယ်ဆိုမှကပ်ဖိုရာလေးပေါ်လာမယ်ပေါ့နော်ဒီ Emirates ထားထားတဲ့ပုံစံမျိုးလေးဆိုလို့ရှိရင်လည်းသူကတော်တော်လေးကို Leisure Sandal လို့ပြောလို့ရတယ်ပြီးရင်နောက်ထပ်ကြိုက်တာကဘာလဲဆိုတော့ဒီအနောက်မှာ၃ယောက်ကို သုံးယောက်ကြက်ကြဲဝန်ထိုင်လို့ရရဆိုတဲ့ဟာကိုလုံးဝကျွန်တော်သဘောကျတယ်။အလဲရလူအတွက်လည်းထိုင်ရတာအဆင်ပြေအောင်ဒီတစ်ခုကိုလုံး flex ပုံစံမျိုးလုပ်ပေးထားတာလေးကမိုက်တယ်။ပြီးရင်ဒီအောက်ကလည်း flex ပုံစံမျိုးဖြစ်တာဖြစ်တဲ့အတွက်ဒီအနောက်မှာသုံးယောက်ထိုင်မယ်ဆိုလို့ရှိရင်ကြက်ကြဲဝန်ထိုင်လို့ရ။ကျွန်တော်ဒီမှာသဘောကျတာကပုံမှန်ဆိုလို့ရှိရင်ခုံသုံးနဲ့ဆိုလို့ရှိရင်နောက်ဆုံးခုံကိုနည်းနည်းလေး short လိုက်တာများတယ်။ ဒီမှာလုံးဝမလျှော့ထားဘူး quality ကိုလုံးဝကွက်တီထားရတယ်အရှိမသုံးထားတဲ့ leather quality အတိုင်းလဲအနောက်မှာသုံးထားတယ်နောက်ထပ်အားရစရာကအနောက်ထိုင်ကုန်နဲ့အကုန်လုံးကလည်းကျွန်တော်စီမော်တာတွေပါတယ်အလဲထိုင်ကုန်လိုပဲအဲ့ထိုင်ကုန်ကိုလည်းကျွန်တော် adjustable ကိုလိုသလိုလုပ်လို့ရတယ်ကွန်ထရိုးတွေကိုအနောက်မှာတစ်ခါထည့်ပေးထားတယ် ဲ့တော့ဒီကားလေးရဲ့အချက်လက်ကိုကျွန်တော်ပြောအောင်အဲ့တော့ဒီကားလေးရဲ့အချက်လက်ကိုပြောပါဆိုလို့ရှိရင်ကျွန်တော်နှစ်ပိုင်းခွဲပြောရမှာပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီကောင်က PHEV ဖြစ်တာဖြစ်တဲ့အတွက်အချက်လက်ကိုနှစ်ပိုင်းခွဲပြောရမယ်သူမှာ engine လဲပါမယ် battery လဲပါမယ်ပေါ့နော်အဲ့တော့သူရဲ့ battery capacity ဆိုလို့ရှိရင်90.43 kWh ရှိတယ်အဲ့တော့ battery capacity ကိုသုံးပြီးတော့သွားလို့ရမယ့် range ကကြတော့ကျွန်တော် CATC နဲ့ဥမာ16ကီလိုမီတာပဲရှိမယ်။ဒါလေးကတော့ဘက်ထရီနဲ့သွားလို့ရတဲ့ driving range ပေါ့နော်။အဲ့တော့သူ့မှာက engine လဲပါတာဖြစ်တဲ့အတွက်သူ့နဲ့ engine နဲ့ပတ်သက်တဲ့အချက်လက်တွေကတော့သူကဒီမှာအသေးစိတ်ရေးပြပေးထားတယ်။ ူ့ရဲ့ဒီ engine ဆိုလို့ရှိရင်1.5 liter အောင်မှာ turbo engine ကိုအသုံးပြုပေးထားတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ engine ရဲ့ output ဆိုလို့ရှိရင်156 horsepower တိရှိမယ်ပြီးရင် torque ပေါ့နော် torque က engine ရဲ့ယုံအားကဘယ်လောက်ရှိလဲဆိုတော့230 newton meter ရှိမယ် ီးလို့ရှိရင် तू อ่ะထော့ကွာနှစ်ပိုင်းခွဲထားတယ်ကွန်ပိုင်းထော့ကောနော်ခုနကျွန်တော်ပြောရဲထော့ကကြတော့အင်ဂျင်ရဲ့ယုံအားပဲတကယ်လို့အင်ဂျင်နဲ့ तू อ่ะအင်ဂျင်လဲပါမယ်မော်တာလဲပါမယ် PHEV ဖြစ်တာဖြစ်တဲ့အတွက်အင်ဂျင်ရောမော်တာပေါင်းလိုက်မယ်ဆိုလို့ရှိရင်ကွန်ပိုင်းထော့က630နျူတန်မီတာတိရှိတယ်ကောနော်ပြီးရင်ဒီကားလေးကကျွန်တော်0 to 100ကိုလည်း8.9စက္ကန့်အတွင်းအရောက်သွားနိုင်တယ်ဒါလေးကတော့ဒီကားလေးရဲ့အချက်လက်အချင်းလေးပဲဖြစ်ပါတယ်ကျွန်တော်အခုတင်ဆက်ပေးခဲ့တာကတော့56ချိန်မြောက် Thailand International Motor Show မှာပြသထားတဲ့ Cherry ရဲ့ Cherry Tag ကို9ဆိုတဲ့ကားလေးကြောင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗျာ။ ကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါဘောကျွန်တော် just right ကတချုံပါ